ကိုစားတဲ့အစားအစာလေးတွေနဲ့မစားရမယ့်ဟာနဲ့စားရမှာနှစ်ခုရှိတာပဲလေနေစဉ်ဘဝမှာကိုခန္ဓာနဲ့မသိမ့်လျော့တဲ့အစားအစာဟာ မစားရမယ့်အစားအစာဈာမရေးအတွက်အစဉ်ပြေမဲ့အစားအစာမျိုးကစားရမယ့်ဟာမစားရမယ့်ဟာနဲ့စားရမယ့်ဟာဒီနှခုခွဲခြားမသိပဲနဲ့မစားရမယ့်အစာကိုစားတယ်စားရမယ့်အစာကိုမစားပဲနေတယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာရနိုင်မှာမဟုတ်ဘူးဒါလက်တွေ့ပဲเนาะ ကောင်းကျိုးဆက်သမရနိုင်ဘူးဆိုးကျိုးတွေလည်းပဲရင်ဆိုင်ရမှာထို့တူပဲစိတ်ထဲကမတွေးတဲ့နာနဲ့တွေးတဲ့နာနှစ်ခုရှိတယ်အရာခသိမ့်ဟာခွဲခြားစိတ်ပြတ်တတ်ဖို့လိုတယ်ခြုံငုံပြောလိုက်တဲ့အခါကျတော့မလုံးတဲ့နာနဲ့လုံးတဲ့နာလို့ပြောရတာအဲ့ဒါကိုထပ်ခွဲပြောမယ်ဆိုရင်မလုံးတဲ့နာနဲ့လုံးတဲ့နာဆိုထင်မယ်မတွေးတဲ့နာနဲ့တွေးတဲ့နာမပြောတဲ့နာနဲ့ပြောတဲ့နာမလုံးတဲ့နာနဲ့လုံးတဲ့နာလို့ လူတွေနဲ့ပတ်သက်လာတဲ့ဒီ action လို့ခေါ်တဲ့လူတွေရဲ့လှုပ်ဆောင်မှုနဲ့ပတ်သက်လာတဲ့အခါကာယကံဝစီကံမနောကံဆိုတာရှိတာလေဒါစာလို့ပြောလို့ဒါကာယကံဝစီကံမနောကံပြောတာမနောကံဆိုတာတွေးတာကြံတာကိုပြောတာဝစီကံဆိုတာနှုတ်ကထုတ်ပြောတာကာယကံဆိုတာကိုတိလက်အောင်လှုပ်တာအဲ့ဒီသုံးမျိုးကလွဲလို့ဘာမှမရှိဘူးဘဝမှာအဲ့ဒီမှာကိုတိဖို့ရပါတော့စေမတွေးတဲ့နာပါလေတွေးတဲ့နာကပါလေ မပြောသင့်တာကပါလဲပြောသင့်တာကပါလဲမလုံးသင့်တာကဖေးရလဲလုံးသင့်တာ